โอเคဒါဆိုရင် Serori subordinating conjunction ဒီအကြောင်းကိုဆက်ပြီးတော့သွားမယ် subordinating conjunction ဆိုတာက dependent clause နဲ့ independent clause တွေကိုဆက်ပြီးတဲ့စကားလုံးတွေပဲ dependent clause ဆိုတာကဝတ်ကြတဲ့မှာဥပဒါကိုမရက်တည်နိုင်ဘူးသူတစ်ပါးပေါ်မှာမှီခူရတာ independent clause ဆိုတာကကြတော့ဥပဒါကို ရက်တည်နိုင်တဲ့ဘသူအပေါ်မှာမှတ်မိခိုးတဲ့ဝတ်ကြတွေဖြစ်ပါတယ်အဲ့တော့လိုရင်းပြောရရင်ဝတ်ကြတစ်ချောင်းမှာ နှစ်ပိုင်းပါမယ်ပေါ့အဲ့ဒီနှစ်ပိုင်းကိုဆက်ပေးထားတဲ့စကလုံးနေဒီ subordinating conjunction ဖြစ်ပါတယ်အဲ့ဒီ subordinating conjunction ပါတယ်ဆိုရင် complex sentences ဖြစ်ပါတယ်ဟုတ်ကြရောထွေးနေတာပေါ့နော် Okay ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးစကလုံးနေလဲကြည့်လိုက်မယ်ဒါအမြဲတမ်းတွေ့နေကြစကလုံးနေပဲ conjunction နေပဲ although after before because as even if even though if in order that once since so that though unless until when where why ဒါတွေအားလုံးကတွေ့ဘူးနေကြစကလုံးအဲ့ဒါတွေဒီ subordinating conjunctions ဖြစ်ပါတယ် even though တို့ though တို့ although တို့ဆိုတာတွေ့တယ်နော်တော်လဲတိုးတော်လဲဆိုတဲ့သဘောဖြစ်ပါတယ် unless ဆိုတာကကြတော့ if not နဲ့တွေ့မယ်နော် ။ဒါဆိုရင်ဒီကောင်လေးရဲ့အတုံဘလို့သုံးတယ်လဲကြည့်ရအောင်။အိမ်စမ်းမယ်လေးပြေးမယ်။ပထမတစ်ကြောင်းကိုကြည့်လိုက်။ I feed my dog before I eat my dinner. တကယ်တော့ခုနကတည်းကပြောလိုက်သလိုပဲသူကဝတ်ကြတဲ့ကြောင်းမှာနှစ်ပိုင်းပါတယ်။ Before လေးပြောလိုက်မယ်ဆိုရင် I feed my dog I eat my dinner. အဲ့ဒီနှစ်ကြောင်းကို before နဲ့ဆက်ထားတာပဲ။အဲ့ဒါ subordinate နဲ့ conjunction ပဲ။ ချီယာကောင်ကကုဖတာကိုယက်တည်နိုင်တဲ့ independent clause နောက်ကကောင်က before i eat my dinner ဆိုတာဝတ်ကြတဲ့ကြောင်မဖြစ်သေးဘူးညစာမစားခင်မှာရှိသေးတာအဲ့ဒါကကြတော့ dependent clause လို့ခေါ်တာဒါကြောင့် dependent clause နဲ့ independent clause ကိုဆက်ပြီးတဲ့စကားလုံးမျိုးသည် subordinating conjunction ဖြစ်ပါတယ်။အော်အကြောင်းမှာလည်းပဲ he came by train it was cheaper ဒီနှစ်ကြောင်းကို because နဲ့ဆက်ပြီးထားတာပဲ။ နော် because it was cheaper ဈေးချိုးတဲ့အတွက်ကြောင့်အဲ့ဒါဝတ်ကြမဖြစ်သေးဘူးကိုဖသားကိုမရက်တည်နိုင်ဘူးဒါကြောင့် subordinating conjunction ဆိုတာကကိုဖသားကိုမရက်တည်နိုင်တဲ့ dependent clause တွေရှိမှထားပြရတယ်နော်နောက်တစ်ကြောင် she has grown since i saw her last ဒီမှာလည်းပဲဝတ်ကြနှစ်ကြောင်းဆင်းနေဆက်ထားတယ်အဲ့တော့အဲ့ဒီလိုမျိုးကောင်းနေကို ရှေ့မှာပို့လိုက်မယ်ဆိုရင်အဲ့ဒီ cloth တွေ ဘာလဲဆိုတော့ကျတော့ comma ခန်းပြရတယ် unless we leave now we will be late although she runs a she she run to walk အဲ့တော့ဆရာတို့တွေကဒီ conjunction တွေဖြုတ်လိုက်မယ်ဆိုရင်ဝါကျနှစ်ကြောင်းဖြစ်သွားမှာအဲ့ဒီဝါကျနှစ်ကြောင်းတွေကိုဒီ subordinating conjunction တွေနဲ့ဆက်ထားတာပေါ့အဲ့တော့ဆရာတို့တွေကဒီနေရာတွေမှာ when နေ because နေ why နေထပ်သဖြင့် အင်္ဂလိပ်စာလေ့လာတဲ့အခါတွေ့ဖို့မှာပေါ့နော်အဲ့ဒါတွေဒီပါလဲဆိုတော့ subordinating conjunction တွေပဲဖြစ်ပါတယ်